အခုတစ်ခါမှာတော့ကလပ်ကဘာဖလား6ရက်မြောက်စက်တမမြောက်နေ့ပွဲစဉ်အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇွန်လ20ရက်ည7:00နာရီခွဲမှာ Flamingo နဲ့ Chelsea ပွဲရှိပါတယ်။ဇွန်လ4နာရီခွဲမှာ LAFC နဲ့ Dunix မနေ့9နာရီခွဲမှာ Bayern Munich နဲ့ Boca Junior ည10နာရီခွဲမှာ Dortmund နဲ့ Mamelodi တို့အရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ LAFC နဲ့ Dunix တို့ပွဲစဉ်ကတာမန်အဆင့်တွေ့တဲ့ပွဲမျိုးဖြစ်ပြီး တော့မွန်နဲ့မာမီလိုဒီပွဲစဉ်ကလည်းတော့မွန်အတွက်တော့ခက်ခဲမဲ့ပွဲမဟုတ်ပါဘူး။ဘိုင်ယန်မြူးနစ်နဲ့ဘိုကာဂျူနီယာပွဲကအကျိတ်နဲ့ရှိနိုင်တယ်လို့တွေးစရာရှိတယ်ဆိုပေမဲ့ဘိုင်ယန်မြူးနစ်နဲ့ဘိုကာဂျူနီယာကြားကအနေထားအချင်းကကွာဟနွမ်းတာကြောင့်ဘိုင်ယန်မြူးနစ်ပဲနိုင်မဲ့ပွဲဆိုတာသိချာနေပါတယ်။ဒါကြောင့်အကောင်းဆုံးဖြစ်လာနိုင်တဲ့ဖလာမင်ဂိုနဲ့ချယ်ဆီရဲ့ပွဲစဉ်ကိုပဲအကျယ်တဝက်သုံးသပ်တင်ဆက်ပေးချင်ပါတယ်။ဖလာမင်ဂိုနဲ့ချယ်ဆီရဲ့ပွဲကတော့မိတ်ဟောင်းတွေပြန်လည်တွေ့ဆုံတဲ့ပွဲဖြစ်ပါတယ်။ဖလာမင်ဂိုနီးပြကချယ်ဆီကစားသမားဟောင်း ဖိလစ်ပီလူဝစ်ဖြစ်ပြီးအသက်39နှစ်အရွယ်ပဲရှိသေးပေမဲ့စောင့်ကြည့်ရမယ့်စွမ်းဆောင်ရည်တွေထုတ်ပြထားတဲ့သူဖြစ်ပါတယ်။ဖိလစ်ပီလူဝစ်ဟာဖလာမင်ဂိုအသင်းမှာကစားသမားဘဝကိုအဆုံးသတ်ပြီးမိပြဘဝကိုကူးပြောင်းခဲ့တာပါ။2024ခုနှစ်အတွင်းမှာဖိလစ်ပီလူဝစ်ဟာဖလာမင်ဂို U17 အသင်းကိုစတင်တာဝန်ယူခဲ့ပြီးလပိုင်းလေးအတွင်းမှာတင်ဖလာမင်ဂို U20 မိပြရာထူးကိုတက်ခဲ့တာပါ။စံဆောင်ရေကောင်းတဲ့ကြောင့်2024နှစ်လပိုင်းမှာဖလာမင်ဂိုနီးပြဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဖိလစ်ပီလူဝစ်ဆာလက်ရှိအချိန်မှာလဲဖလာမင်ဂိုအသင်းကိုဘရာဇီးလိဂ်မှာထိတ်ဆုံးကရပ်တည်နိုင်အောင်စွမ်းဆောင်ပေးထားပါတယ်။ဒါ့အပြင်ဖလာမင်ဂိုမှာချဲစီမှာကစားခဲ့တဲ့ကွင်းလယ်ကစားသမားဂျော်ဂျင်ဟိုလည်းရှိနေတာကြောင့်မိတ်ဆွေဟောင်းတွေပြန်တွေ့ကြတဲ့ပွဲလို့သုံးသပ်ရတာဖြစ်ပါတယ်။ဖလာမင်ဂိုဟာနောက်ဆုံးကစားခဲ့တဲ့ကိုးပွဲမှာနှစ်ပွဲသေရကြပြီးခုနှစ်ပွဲအထိအနိုင်ရထားတာကြောင့်လက်ရှိခြေစွမ်းကတော်တော်ကောင်းတယ်လို့သုံးသပ်ရမှာဖြစ်ပါတယ်။အဖွဲ့ပွဲစဉ်တွေကခြေစွမ်းတွေအရဆိုရင် ်ချယ်ဆီအတွက်ကန့်စိုးရင်ရှုံးသွားနိုင်တဲ့ပွဲမျိုးလည်းဖြစ်ပါလေ။နှစ်သင်းလုံးထိန်းကစားပြီးအမားဆောင်ကစားမဲ့ပွဲမျိုးလို့ထင်ပါရယ်။နောက်ဆုံးကစားခဲ့တဲ့ခုနှစ်ပွဲမှာတပွဲပဲဂိုးပေးထားရတယ်လို့ဘရာဇီးလိပွဲစဉ်ဆက်တပွဲကစားခဲ့ရပါလေ။ပေးဂူး၄ဂူးပဲရှိခဲ့တဲ့ဖလာမင်ဂိုခံစစ်ပိုင်ကချယ်ဆီအတွက်တော့စိန်ခေါ်မှုကြီးမားနေပါရယ်။မီးပြူဟာအားပြိုင်မှုတွေနဲ့အုပ်စုပထမလေးရာအတွက်အမားမခံတဲ့ပွဲဖြစ်တာကြောင့်ဂိုးတွေအများကြီးမြင်ရဖို့ခက်ခဲတဲ့ပွဲစဉ်လို့ပဲသုံးသပ်ခဲ့ကြပါရယ်။ ညီကိုရောဒီပေါ်မှာဘလို့တင်ပြပါလဲဘာမခိတ်ကဗီဒီယိုလေးတွေကိုအဆုံးထိတည်ရှိပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ဘာမခိတ်ဗီဒီယိုလေးတွေအောက်မှာညီကိုရဲ့ထင်မြင်သုံးသပ်ချက်တွေကိုလည်း comment တွေရေးခဲ့ပါဦး